ဗမာ brain channel ကနေကြိုဆိုပါရစေ။ကျွန်တော်တို့ channel ကနေနေ့စဉ်အခုလောအကြောင်းအရာကောင်းတွေကိုတင်ဆက်ပေးနေလာမှုလာရောက်နှาศင်ဖို့ဖိတ်ခေါ်ပါရခင်ဗျာ။ကဲဒီနေ့မှာတော့ productivity madness ကုန်းထုတ်ဆောင်အားမြန်မာချင်းကိုရှင်းထောင်းအတိတ်တစ်ခုကနေကြည့်ကြည့်ကြရအောင်။ဒီလိုမျိုးကြုံဖူးကြမှာပါ။မနက်မွေးလာတဲ့ဒီနေ့တော့အလုပ်တစ်အများကြီးပြီးအောင်လုပ်မယ်လို့စိတ်ကူးထားတယ်။ဒါပေမဲ့ညရောက်တော့ဟင်ဘာမှမပြီးသေးပါလား။ဆိုပြီးဖြစ်သွားတာမျိုးလေ။ဒါပေမဲ့တကယ်လို့ကုန်းထုတ်ဆောင်အားမြင့်နေဆိုတာအလုပ်တစ်အများကြီးလုပ်တာမဟုတ်ပဲ။ အလုပ်တွေကိုပိုကောင်းအောင် လုပ်တာဆိုရင်ရောဟုတ်ပါတယ်ဒီချင်းလင်းတင်မြက်ချက်မှာအမန်နွားနဲ့မှုမရှိပဲကို့အခြေအနေကိုထိန်းချုပ်နိုင်မယ့်နိလန့်တွေကိုအတူတူလေ့လာသွားကြပါမယ်ဒီမေကောင်းကလေကျွန်တော်တို့တော်တော်များများရဲ့ရင်ထဲကိုထိမှန်တဲ့မေကောင်းတစ်ခုဖြစ်မှာပါတနေ့ကောင်အလုပ်ရှုပ်နေတာဟိုဟာလှုပ်လိုက်ဒီဟာလှုပ်လိုက်နဲ့တမ်းမနေ့ကောင်မပြန်ကြည့်လိုက်တော့ဘာမှမမေရရာပြီးမတော်တယ်လို့ခံစားစင်းမျိုးပါအလုပ်တွေကကိုယ့်ကိုလွမ်းမိုးနေပြီးထိန်းချုပ်လို့မရတော့ဘူးလို့ခံစားလာရတာဟာတော်တော်လေးအဖြစ်များတဲ့အခြေအနေတစ်ခုပါ။ ဒီလိုခန်းစားချက်ရဲ့အရင်းမြစ်ကအလွန်များတာနဲ့ဂုံထုတ်ဆွဲအိုင်မြင့်တာကိုတဲထစ်ချေချာမခွဲခြားနိုင်လို့ပါပဲဆိုတော့အဲ့ဒီ channel ချက်ကဘာလဲအထူးထူးလေ့လာကြည့်ကြရအောင်ဟုတ်တယ်အလွန်များတာနဲ့ဂုံထုတ်ဆွဲအမြင့်တာချားမှာတော်တော်ကြီးကိုကြီးမားရဲ့ channel ချက်ရှိပါတယ်အလွန်များတယ်ဆိုတော့အလွန်များစွာကိုတပြိုင်တည်းလှုပ်တာတနေ့ကုန်ဟိုပြေးတီလွားနဲ့အလုတ်ရှုပ်နေပြီးအမေတန်းနောက်ချချန်နေတယ်လို့ခန်းစားနေရတာမျိုးပါကုံထုတ်ဆွမ်းအမြင့်ချင်းကတော့အဲ့ဒါနဲ့လုံးဝဆန့်ကျင်ပါပါပဲ အလုပ်တွေကိုပိုကောင်းအောင်လုပ်တာအရေးအတွက်ထပ်အရေးအသီးကိုဦးစားပေးတာပါတကယ်တကယ်အရေးကြီးတဲ့ຢာတွေပုံမှာပဲအာယုံဆိုင်ပြီးတော့တည်တည်ငိမ်ငိမ်နဲ့တိုးတက်အောင်ကြိုးစားတာမျိုးဖြစ်ပါတယ်ဟုတ်ပြီအခုကျွန်တော်တို့လူများစုယုံကြည်နေတဲ့ကုံထုံဆွမ်းအားနဲ့ပတ်ကတ်တဲ့တန်တရာတွေတခုကိုဖြိုချချကြည့်ကြအောင်လူတော်တော်များများကကုံထုံဆွမ်းအားမြင်တယ်ဆိုလားအရန်ကိုစီကန်းကြည့်ရမယ်ဒါမှမဟုတ်ပို့ပြီးတော့ကြိုးစိုးစားစားအလုပ်လုပ်ရမယ်လို့ထင်တတ်ကြတယ် ဒါပေမဲ့တကယ်တမ်းကျတော့အဲ့လိုမဟုတ်ပါဘူး။ဒါဟာပိုစ조사လုပ်တာချက်ပိုပြီးတော့စမက်ချက်ချလို့တောင်နဲ့ပိုပြီးတော့တက်ဆိုင်ပါတယ်။ဆရာတကယ်ကုံထုတ်ဆွမ်းအားမြင်ခြင်းရဲ့အတိပေကပါလေ။ဒါဟာအဓိကအချက်နှစ်ခုရဲ့ပေါင်းစပ်မှုဖြစ်ပါတယ်။ပထမတစ်ခုကတီထွန်ဖန်တီနိုင်ဆွမ်းပါ။ဒါကပြဿနာတစ်ခုကိုရှုထောင့်အတိတ်တွေကနေတွေးခေါ်တော့ကိုဆုလိုတာပါ။ဒုတိယတစ်ခုကတော့ထီအောင်မှုပါ။အလုပ်တွေကိုကောင်းကောင်းမွန်မွန်နဲ့အမားအယွင်းမှုရှိလှုပ်ဆောင်နိုင်တာမျိုးပါ။ ဒီနှစ်ခုကိုပေါင်းဆက်နိုင်မှသာတကယ်ကုံထုတ်ဆွမ်းအားမြင့်တဲ့ဒုတိယဖြစ်လာမှာပါ။ကဲအဲ့ဒီအချက်နှစ်ခုကိုနည်းနည်းလေးဆွဲဆန့်ပြီးပြောကြည့်အောင်။တီထွင်ဖန်တီးနိုင်ဆွမ်းဆိုတာဒီနေရာမှာပန်းချီဆွဲတာတချင်းရတာကိုဆိုလိုတာမဟုတ်ပါဘူးနော်။ပြစင်းရမယ့်ပေဒနာမန်ကိုရှာတွေ့ဖို့အတွက် smart ကြရဲ့မေကောနေမေးတာကိုဆိုလိုတာပါဥပမာလေးတစ်ခုပေးရရင်အယောင် manager ထျောကရောင်းအား7%ထူးထောင်လောက်ရမယ်ဆိုပါဆိုလူများစုကဘာလို့မလဲလုံးစရာဆိုင်ရင်းကြီး campaign ကြီးဆွဲပြီးချက်ချင်းအလုပ်စလုပ်မှာပါ ဒါပေမဲ့တီထွင်ဖန်တီးနိုင်စွမ်းရှိတဲ့သူကဘာလို့အယောင်ကျနေတာလဲအရင်ကဘလိုနီလန်းတွေကအလုပ်ဖြစ်ချက်လဲဆိုရင်မေးခွန်းနေတဲ့အရင်ဆုံးစဉ်းစားပါလိမ့်မယ်။ထီရမှုဆိုတာကတော့အဲ့လိုရလာတဲ့ကိုယ့်ရဲ့အတွေးအခေါ်အကြံဉာဏ်တွေကိုလက်တွေ့အကောင့်ထဲဖုံးနိုင်ဖို့ချောမွေးတဲ့စနစ်တီတီဆော့တာပါပဲ။ဘလောက်ပဲအကောင်ဆုံးအကြံဉာဏ်တွေရှိရှိကောင်းမွန်တဲ့လှုပ်ဆောင်မှုမရှိရင်အလဟာသာဖြစ်သွားနိုင်တယ်မဟုတ်လား။ကောင်းပြီ။ကုံထုတ်စာမိခြင်းဆိုတာဘာလဲဆိုတာကိုနားလည်သွားပြီဆိုတော့အခုဘလို့လုံးမလဲဆိုတဲ့ electric အပိုင်းကိုဆက်သွားကြပါမယ်။ အချိန်စီမံခန့်ခွဲမှုရဲ့အခြေခံကြားဆုံးနဲ့လူသုံးများဆုံးနီလန်းဖြစ်တဲ့ဟုတ်ပါရဲ့လောက်ဆရာဆိုင်ရင်တွေ to do list တွေအချောင်းနဲ့စလိုက်ကြအောင်ဒီစကားကတော်တော်လေးမှန်ပါတယ် to do list ရှိကြီးကကြီးလိုက်ကနဲ့ဟာဖေးအားစလိုက်ရမှန်းတော့မသိတော့ဘူးဆိုတဲ့ခန်းစားချက်မျိုးလေးအလုံးစလိုဖို့အားတမလာရဖြင့်ကိုယ့်ရဲ့ယုံကြည်မှုကိုတောင်ရော့ကြစေနိုင်တယ်ပြီးတော့အဲ့ဒီစီရင်တွေက ပြီးသွားတဲ့အလုတ်ထမပြီးသေးတဲ့အလုတ်ကိုပဲအာယုံဆိုင်စေတဲ့အတွက်အမေနာနောက်ကျကျန်နေတယ်လို့ခန်းစားချက်ကိုဖြစ်စေပါတယ်။နောက်တစ်ချက်ကတော့မဆိုင်တဲ့အလုတ်မျိုးစုံကိုစင်းတစ်ခုထဲမှာရောထည့်ထားတော့ဘယ်ဟာကတကယ်အရေးကြီးလဲဆိုတာကိုမမြင်နိုင်တော့ပဲအာယုံစူးစိုက်မှုပြန့်ကျက်စေပါတယ်။ဒါဆိုရင်ဘယ်လိုလုပ်ရမလဲ။အဖြေရှိပါတယ်။ဒီမှာရိုးရှင်းပြီးအရန်ထီရောက်တဲ့ခြေလန်း၅စင်မရှိရဲ့နီလန်လေးတစ်ခုပေါ့။ပထမဆုံး အများကြီးမစင်စားပဲစိတ်แท้ပေါ်လာတဲ့အလုပ်၅ခုကိုပဲခြာရေးပါပြီးတာနဲ့ပထမဆုံးအလုပ်ကိုဆက်လုပ်လိုက်ပြီးစာရင်းထဲကနေချက်ချင်းချစ်ထုတ်လိုက်ပါဒီလိုလုပ်တာကစိတ်ထဲမှာတိုးတက်မှုရှိတယ်လို့ခံစားရစေပါတယ်အလုပ်နှစ်ခုပဲကျန်တဲ့အထိဆက်လုပ်သွားပြီးမှအဲ့ဒီချိန်ရောက်မှနောက်ထပ်အလုပ်အသစ်ထုတ်ခုကိုစာရင်းထဲထည့်ပါဒါဒါလုတ်စရာတွေပိတ်နေတယ်လို့မခံစားရအောင်ထိန်းချုပ်ပေးပါတယ်နေ့တိုင်းစာရင်းအသစ်လုပ်ပြီးမနေ့ကမပြီးသေးတဲ့အလုပ်တွေကိုဆက်တည်သွားပါ ဒီနီလန်းကကိုယ့်ရဲ့လို့ဆရာစာရင်ကိုထိမ့်ချုပ်နိုင်စေပြီးတိုးတက်မှုအပေါ်အာရုံစိုက်နိုင်အောင်ကူညီပေးပါတယ်။ဟုတ်ပြီ။နေစဉ်လုံခြုံရေးထက်နစ်ဒီကြောင်ပြောကြည့်ပြီးဆိုတော့အခုရေရှည်အတွက်အမတန်အရေးကြီးတဲ့ mindset စိတ်နဲ့စိတ်ထားဘက်ကိုနည်းနည်းတွားကြည့်အောင်။အောင်မြင်မှုအတွက်ရေးကြီးဆုံးကကြာရှုံးမှုအပေါ်မှာထားတဲ့အမြင်ကိုပြောင်းလဲပစ်ထုတ်ပါပဲ။ကြာရှုံးမှုအပေါ်မှာကျွန်တော်တို့မော်နဲ့မြင်နှမျိုးရှိနိုင်ပါတယ်။တစ်မျိုးကရန်သူလိုမြင်တာနောက်တစ်မျိုးကတော့မိတ်ဆွေလိုမြင်တာပေါ့။ လူအများစုကကြာရှုံးမှုကိုရှက်စရာတစ်ခုရှောင်ရရမယ့်အရာတစ်ခုလို့မြင်ကြတယ်။ဒီလိုမြင်ကစွန်းစားရတဲ့စိတ်ကိုပျောက်စေပြီးတိုးတက်မှုကိုရစ်တက်စေပါတယ်။ဒါပေမဲ့ကုံထုတ်ဆောင်အမြင်တဲ့သူတွေကတော့ကြာရှုံးမှုကိုမတူညီတဲ့မြင်နဲ့ကြည့်ပါတယ်။သူတို့အတွက်ကြာရှုံးမှုဆိုတာအဆုံးသတ်မဟုတ်ပါဘူး။တန်ဖိုးရှိတဲ့သင်ခန်းစာတွေပြည့်တဲ့ဆရာတယောက်ပါပဲ။ဘာတွေမားနေလဲ၊ဘာတွေပြင်ရမလဲဆိုတဲ့တွန့်ပယ်မှုတွေရရှိပြီးအောင်မြင်မှုစီသွားတဲ့လမ်းကလေကားထစ်တစ်ခုလို့သုံးချပါတယ်။ ဒါတကယ်ကိုမတားစရာပါပဲကြာရှုံးတာပြည့်စင်တာမဟုတ်ပါဘူးအဓိကကအဲ့ဒီကြာရှုံးမှုကနေသင်ငန်းစယူပြီးပို့ပြီးတန်မှာပို့ပြီးလီမှာပါနတ်လာဖို့ပါပဲကဘာပေါ်မှာအောင်ငင်းနေသူတွေအများစုဟာအချိန်ပေါင်းများစွာကြာရှုံးဖူးသူတွေချီပါပဲဒါပေမဲ့သူတို့ကလက်ရလျှော့ပဲကြာရှုံးမှုတိုင်းကနေသင်ယူပြီးရှစ်ဆက်ခဲ့ကြလို့အောင်မြင်လာကြတာပါဒါကြောင့်ကြာရှုံးမှုကိုကြောက်မနေပဲဘဝရဲ့အုပ်ဆက်ဖြစ်တစ်ခုအဖြစ်လက်ခံပြီး ကိုကိုလမ်းညွှန်ပေးမိမိဆွေတယောက်လိုသဘောထားဖို့လိုအပ်ပါတယ်။ကဲနောက်ဆုံးအနေနဲ့ဒါပေမဲ့လုံးဝအရင်မသေးတဲ့အချက်ငချက်ကိုပြောပြချင်ပါပဲ။အဲ့ဒါကတော့ရေရှည်ကုံထုပ်ဆွာတဲ့အရေးကြီးတဲ့ဒီဇိုင်းမမလှုပ်ဆောင်ခြင်းနဲ့မဟာဗျူဟာကြက်ကြအနားယူခြင်းအကြောင်းပါပဲ။ဒီအချက်ကတိတ်ကိုရေးကြည့်ပါတယ်။ဒီဇိုင်းမမလှုပ်တဲ့ဆိုတဲ့စကားကို ကြားလိုက်ရင် နေ့တိုင်းလှုပ်တာလိုပဲထင်ကြတယ်။ဒါပေမဲ့အဲ့ဒီထက်ပိုပါတယ်။အဓိကက မန်ကန်တဲ့အရာကိုတက်ဆိုင်မမတ်လုပ်နေဖို့ပါဥပမာမားနေတဲ့လမ်းကိုနေတိုင်းတက်ဆိုင်မမတ်ရှောက်နေရင်ပန်းတိုင်နဲ့ပို့ပို့ပြီးဝေးသွားမှာပါပဲဒါကြောင့်တကယ်တက်ဆိုင်မမတ်လှုပ်ဆောင်ခြင်းဆိုတာရည်ရချက်ရှိရှိနဲ့ကိုပန်းတိုင်ကိုအထောက်ကူပြုရဲ့အလုပ်တီကိုဇွေးရှိရှိလှုပ်ဆောင်တာကိုဆိုလိုတာပါဒါကရေရှည်အောင်မြင်မှုရဲ့ရွှေဝတ်ချက်လို့တောင်ပြောလို့ရပါတယ်တရက်ဒီနေ့မာရသွန်ပြေးတယ်လို့အာကုန်တုံးလိုက်ပြီးနောင်ညတွေမှာလေးကျသွားတာထက် နေ့တိုင်းလမ်းနေနေလေးဖြစ်ဖြစ်မှန်မှန်လျှော့သွားတာက ပန်းနိုင်ကိုတေချပေါက်ရောက်စီမှာပါခြေလမ်းကြီးကြီးတွေလမ်းဖို့မလိုပါဘူးတနေ့ကိုခြေတလမ်းပေဖြစ်ဖြစ်ရှေ့ကိုဆက်သွားနေဖို့ကအရေးကြီးဆုံးပါပဲအနားယူတာဒါကတော်တော်များများလျှော့အတွက်ထားတဲ့အချက်ပဲအနားယူတာကိုအချိန်ဖြုံးလဲလို့ထင်ကြတယ်တကယ်တော့လုံးဝဆန့်ကျင်ပါပဲဒါဟာကို့အတွက်အကောင်းဆုံးယင်းနှမြုံနှံမှုထွက်ခုပါခဏတာအနားယူလိုက်ခြင်းကကို့ရဲ့ခန္ဓာကိုယ်နဲ့စိတ်ကို အာရင်ပြန်လည်ပြီးဝစေပြီးအလုတ်ကိုပို့ပြီးအရေးထွေးကောင်းကောင်းနဲ့အာယုံဆိုင်လုံနိုင်အောင်ကူညီပေးပါတယ်။စိတ်ဝင်စားစရာကောင်းတာကကုံထုတ်ဆားအမြင့်တဲ့သူတွေဟာအလုံးမပြီးတဲ့သူတွေထက်ပို့ပြီးစိတ်အေးလက်ရှိနေတတ်ကြတယ်။ဘာလို့လဲဆိုတော့သူတို့ကကိုယ့်အချိန်ကိုကောင်းကောင်းစီမံခန့်ခွဲနိုင်ပြီးအလုတ်တွေကိုအချိန်မီပြီးအောင်လုပ်နိုင်လို့ပါပဲ။ ကဲဒီနေ့ကျွန်တော်တို့ဆွေးမိခဲ့ရတွေကိုဒီမိခွန်းလေးတစ်ခုနဲ့အဆုံးသတ်လိုက်ချင်ပါရဲ့ကိုကိုကိုအချိန်ပေးပြီးစဉ်းစားကြည့်စီခြင်းနဲ့မိခွန်းတစ်ခုပါလူတိုင်းမှာကိုယ်ပိုင်ထူခြားတဲ့အရေးချင်းနဲ့အာသာချက်တည်ရှိကြပါရဲ့ကုံထုတ်စားမြင့်မားစွာနေထိုင်ဖို့အတွက်အချိန်နဲ့စွမ်းအင်ကိုတခြားသူတွေလည်းလုံနိုင်တဲ့တာမန်လုပ်တွေမှာမသုံးဘဲမိမိတယောက်တည်းသာအကောင်းဆုံးလုပ်နိုင်တဲ့အလုပ်တွေအပေါ်မှာအ धिक အာယုံဆိုင်ဖို့လိုအပ်ပါတယ်ဒီမိခွန်းကို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 ပြန်မေးကြည့်ခြင်းကတကယ်ဦးစားပေးအလုပ်တွေကိုရှာဖွေသူရှိစေပြီးပုံမအကျိုးရှိတဲ့ဘဝကိုတည်ဆောက်နိုင်မှာ ภัย